မစနေ့နေ့နောက်ဆုံးရထားတဲ့ Manchester United ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖီဗာကလပ်ဘောကမှာဘောနုံးဝဲတွေကိုလိုက်ပါစီမျောခန်းစားဖို့ရအတွက် စိတ်ချရတဲ့ website တခုရှာနေရဆိုရင်တော့ malware ရှိပါတယ်။ malware ဆိုလို့ရှိရင် one is bad လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့ account ဖွင့်မယ်ဆိုလို့ရှိရင်သူမကုတ်နိုင်ငံတနိုင်ကိုအသုံးပြုပြီးတော့100% bonus ပို့လဲရယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Fiber နံပါတ်တရနေပြီးတော့ဆက်သွယ်ဆော်လဲမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးတွေကပါလည်းကနေမယ် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အဲဒီဗီဒီယိုမှာတော့အဲဒီကောနော်ကျွန်တော်မချက်ဆိုင်ရတဲ့ပြောင်းရွှေ့ခြင်းတွေကြောင့်ဆွံ့နေတော့မယ်။လက်ရှိတော့ Fabrizio Romano ကိုလည်း update လုပ်တာတဲ့အဲသတင်းတွေကြောင့်ဖြစ်တာဖြစ်တဲ့တကြောင်မျိုးအများကြီးကျွန်တော်စစ်ချလို့ရပါတယ်။ဘူးလက်ရှိနေတာမှာကျွန်တော်ဂိုးသမားရဲ့နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်သတင်းတွေထွက်နေတယ်။ Onana တို့ပြီးလို့ရှိရင်ကျွန်တော်ဒီအဲဒီ Mimi Martinez တို့ပေါ့နော်။ Mimi Martinez တို့ကျွန်တော်သတင်းတွေထွက်နေရယ်။ပြီးတော့ကျွန်တော် Brian Ambimolu နဲ့ပတ်သက်တဲ့သတင်းတွေပြီးတော့ကျွန်တော်အသင်းရဲ့ကစားသမားဖြစ်တဲ့ ဒီအန်တိုနီလိုနဲ့ပတ်သက်တဲ့တင်းတွေကိုကျွန်တော်ဖရဗီဇီမန်ဒိုကကျွန်တော်တင်ဆက်ထားတာရှိတယ်။ဒေါ်တာလေးတွေကိုကျွန်တော်တို့အဓိကထားပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ပထမဆုံးဥနာနာဥနာနာနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရအောင်ပါနော်။ဆိုတော့ဥနာနာရဲ့လက်ရှိအခြေအနေကဆိုလို့ရှိရင်အဲဒါကတော့ကျွန်တော်တို့ဒီပေါ်နော် break ပေါ့လေအနာယူနေတယ်။ဆိုတော့လက်ရှိကျွန်တော်တို့ဒီကုသမနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရောင်းမယ်ဆိုပြီးတော့လုံးဝကြအတန်လွှင့်ထားတာမျိုးလုံးဝမရှိဘူး။ဒါပေမဲ့ level ကျွန်တော်တို့ဒီအဲအသင်းဘက်ကတကယ်လို့ကန့်လန့်မှုတစ်ခု ခုကျွန်တော်ကမ်းလှမ်းမှုကောင်းတစ်ခုရကြမယ်ဆိုလို့ရှိရင်လက်လွတ်မဲ့အခြေအနေမှာတော့ကျွန်တော်ရှိနေတယ်ပေါ့နော်ဆိုတော့အဲဒီပေါ့ Android Onana နဲ့ကျွန်တော်ဒီဝနာကူနဲ့ပတ်သက်တဲ့သတင်းကိုဒီဒီပေါ့ကျွန်တော်ဒီ Fuzzy Monogram တော့ clarify လုပ်တာကျွန်တော်ရှိတယ်ဆိုတော့လက်ရှိကျွန်တော်ဒီ အဲဒီမိုနာကိုအနေနဲ့ပေါ့နော်မိုနာကိုအသင်းဟာဆိုလို့ရှိရင်ကိုသူမတယောက်ကျော်ရှာဖွေနေတာတော့မှန်နေမားကတ်တယ်မှာကိုသူမရှာနေတာမှန်ပေမဲ့တော့ညာလည်းပဲကျွန်တော်လက်ရှိအိုနာနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီချိန်ဆက်တာမျိုးတွေစကားပြောတာဆွေးနွေးတာကမ်းလှမ်းတာမျိုးတွေဒါမျိုးတွေလုံးဝကျွန်တော်ရှိမနေဘူးပေါ့နော်ဆိုတော့ United ဘက်ကတော့ကျွန်တော်ဒီအိုနာနာအတွက်ဆိုလို့ရှိရင်တော့အဲဒီပေါ့နော်ရှင်းလင်းနေတော့ပါလဲဆိုလို့ရှိရင်တကယ်လို့အိုနာနာအတွက်ကျွန်တော်ကမ်းလှမ်းမှုကောင်းတစ်ခုတည်းရရှိမယ်ဆိုလို့ရှိရင်အိုနာနာကိုလက်လွတ်သွားမယ်အခြေအနေမှာရှိတယ်ဆိုတော့ ပုံစံမျိုးကျွန်တော်ကျွန်တော်တို့ကျွန်တော်ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ပြောခဲ့သလိုပဲဒီအွန်နာနာကိုတကယ်လို့လုံးလုံးလုံးကျွန်တော်လုံးဝလက်မလွတ်ပါဘူးအဲဒီမှာပဲဆက်ထားပါမယ်တည်ကြပါရင်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးတကယ်လို့ကန့်လန့်မှုကောင်ရရင်အွန်နာကကျွန်တော်လက်လွတ်မယ်ခြေလမှာရှိတယ်ဆိုတော့ဒီနေရာမှာဒီဘာအခုလက်ရှိမူနာကိုနဲ့တရင်ထွက်လာမှပဲမူနာကိုဘက်ကတော့လုံးဝကျွန်တော်ကြိုးပမ်းနေခြင်းမရှိဘူးဆိုပြီးတော့ပြန်ပြီးတော့ရှင်းထားတယ်ပေါ့နော်ဆိုတော့တခြားဘယ်တဲ့နေကျွန်တော်ရှိလာအောင်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ခြေလမျိုးပါဆိုတော့ အဲဒီပဲနော်နောက်ထပ်ကျွန်တော်နောက်ဆက်တဲ့သတင်းလေးနဲ့အီမီမာနီယပ်စ်နဲ့ပတ်သက်တဲ့တဲပါနော်တကယ်လို့ဒါကျွန်တော်ဒီပဲနော်အိုနာနာတာထွက်မယ်ဆိုလို့ရှိရင်30နှစ်နဲ့အရွယ်ရှိတဲ့အီမီမာတီနက်စ်ကမန်ချက်စတာယူနိုက်တက်ထံကိုပြောင်းဖို့အတွက်လမ်းဖွင့်ထားပြီးကျွန်တော်ဖြစ်တယ်ပါနော်ဆိုတော့ဘူးလရှိနေသားမှာယူနိုက်တက်အနေနဲ့ချန်ပီယံလိဝင်ခွင့်ရတာဥရောပဝင်ခွင့်ရှိကြမရှိကြလေဆိုတာထက်ကျွန်တော်ကစားသမားဖြစ်သူကယူနိုက်တက်ကိုယူနိုက်တက်သားကြောင့်ကမ်းလန့်မယ်ဆိုလို့ရှိရင်ပြောင်းချင်နေဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အီမီမာတီနက်စ် ခါဆိုလို့ရှိရင်လည်း Manchester United ရဲ့တာဝန်ရှိသူတွေကြားထဲမှာဆိုလို့တကယ်ကို appreciate လုပ်ခံရတဲ့ကိုယ်စမတယောက်ကျွန်တော်ဖြစ်တယ်ပေါ့အရှိနေတာမှာဆိုလို့ရှိရင်ကျွန်တော် Aston Villa ဘက်ကဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ဒီပါနော်အဲဒီသူတို့ financial fair play rules တွေအရကစားသမားရောင်းဖို့အတွက်ဒီကျွန်တော်လိုအပ်တာလိုအပ်နေတာဖြစ်တဲ့ကြောင့် AB Martinez ကိုလက်လွတ်ဖို့အတွက်သူတို့ဆုံးဖြတ်ထားတယ်။ဒီနေသားမှာဆိုလို့ရှိရင်ဒီကစားသမားအတွက်ကိုကျွန်တော်တို့ဒီပါနော်အသက်32နှစ်အရွယ်ကိုယ်သမားတယောက်တော့ကိုပေါင်တန်း40အထိကျွန်တော်တို့သတ်မှတ်ထားတယ်ဆိုပြီးကျွန်တော်တို့သိရတယ်။ဆိုတော့ အဲနောက်ထပ်ကျွန်တော်တို့ဒီ rumors တချို့လည်းကျွန်တော်ရခါရှိရဲအဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင် Amy Martinez ရဲ့ agent ဖြစ်သူခါဆိုလို့ရှိရင်ဒီဘာလဲ Manchester United ကို Amy Martinez ရောက်ရှိရေးအတွက်အပြင်ထပ်ကျွန်တော်တို့ push လုပ်ပြီးတော့ကြိုးပမ်းနေရဲဆိုတဲ့ပုံစံမျိုးတွေတင်းနေလာကျွန်တော်ထွက်ပေါ်နေပါတယ်ဆိုတော့အဲဒီအကြောင်းရှိနှစ်ခုကကျွန်တော်ဆက်ဆက်နေရဲ Onana နဲ့ Amy Martinez ဆက်ဆက်နေပါလို့ဆိုတော့ Onana ကိုသာကျွန်တော်တို့ရောင်းချလို့မရခဲ့ဘူးဟိုမရောင်းနိုင်ရဘူးဆိုလို့ရှိရင် Amy Martinez ကရောက်လာဖို့မရှိဘူးဆိုတော့ တဘောပဲပေါ့နော်ဆိုတော့လက်ရှိ email marketing ရဲ့အခြေအနေအရဆိုလို့ရှိရင် तू तू ကကျွန်တော်ပြောင်းနေတယ်ပြီးရ agent လည်းလက်ရှိကြော်ထားပါတော့ push လုပ်နေရပေါ့နော် push လုပ်နေတယ်ဒါမဲ့လည်းပဲသူ့ရဲ့ကျွန်တော်တို့ဒီပေါ့နော်အာဒီ meeting club ဖြစ်တဲ့ဒီ Aston Villa ပေါ့နော် Aston Villa ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကြောင်းချင်တာမဟုတ်ဘူးဒါပေမဲ့သူတို့ financial family အရာအဲဒီပေါ့နော်ကျွန်တော်တို့ဒီဈေးရမယ့်ကစားသမားကိုကျွန်တော်တို့ရောင်းနေတဲ့ဘောမျိုးကိုသူမဒီနေရာမှာကိုသူမဆိုတဲ့အနေထားကသူတို့ပြန်အစားတော့မယ်ဆိုလို့ရှိရင်အရင်ကျွန်တော်ခက်ခဲမှချင်တယ်မရှိရတဲ့လေကြောင့်လို့ ဆိုတော့ကိုသမားနေရာကိုကျွန်တော်တို့ရောင်းချဖို့အတွက်ဦးစားပေးသူတို့ကျိုးပန်းနေတဲ့ခြေနေပဲကျွန်တော်ဖြစ်တယ်ဆိုတော့ဇာနမောက်ပူတိုင်းလည်းထွက်မယ်ဆိုတော့ဒီခြေနေမျိုးမှာဒီပေါ့နော်သူအသက်32နှစ်အရွယ်ကိုသမားတယောက်ကိုကျွန်တော်ပေါင်တန်း40ဆိုတာကလာလုံးဝကျွန်တော်မဖြစ်တဲ့ခြေနေမျိုးနေတဲ့နေနဲ့ပေါင်တန်း40ကိုကျွန်တော်တို့ထားပါတော့ဒီပေါ့နော်ဟိုထားပါ20လောက်ပဲကျွန်တော်တန်တယ်ဗျအဲ့လောက်လောက်ပဲကျွန်တော်ကတော့တတ်မှတ်တယ်ဘာလို့ဆိုတော့အဲ့ဒီထားပါတော့သူ market ပေါ့ကြီးဘလောက်ပဲရှိတော့ညာလည်းပဲ32နှစ်ဆိုရဲအနေထားတစ်ခုကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော်လီအသက်ကြီးနေတဲ့ခြေနေမျိုးမှာရှိရဲ့ အဲဂုဒမတယောက်ဆိုတာတော့မှန်တယ်ဆိုပေမဲ့တော့များလည်းပဲကျွန်တော်တို့ထားပါတော့ဥနာနာ32နှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်တန်း20လောက်ရပါမလားမရဘူးเนาะဒီလိုပုံစံမျိုးဆိုတော့အင်မီမာလီယာဆိုရယ်အနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့32နှစ်ရဲ့ဂုဒမတယောက်တကယ်ကျွန်တော်တို့ဒီ quality ဂုဒမတယောက်အဲဖြစ်တာနဲ့အညီကျော်ပေါင်တန်း20လောက်ပဲကျွန်တော်တန်တယ်လို့ထင်တယ်ပေါင်တန်း40လောက်မဖြစ်နိုင်ဘူးလို့ဆိုတော့ယူဆရပါเนาะဆိုတော့ အဲဒီတော့ကြောင့်လို့ကျွန်တော်ဒီအသင်းဘက်ကဒီဘောနော်ဒီ immunity ကိုခေါ်ယူရရတယ်လို့ရှင်အွန်နာနာအထွက်မှာကြောအများကြီးမူတည်နေတယ်။အွန်နာနာကိုကျွန်တော်တို့ဒီဘောနော်ကန်လန်းမှုအဲတချို့ကျွန်တော်ရှိလာတယ်အွန်နာနာချားတင်းကိုကျွန်တော်ရောက်သွားပြီဆိုကမှ immunity ကိစ္စကဖြစ်လာမယ်အချိန်မီမှာရှိပါတယ်ဆိုတော့ကိုသမားနဲ့ပတ်သက်ပြီးတော့ expectation ကတော့ very low ပါတော့ safe ဆင်မပြေပါဘူး။ဟိုအွန်နာနာကျွန်တော်ထွက်မှရမှာပါထွက်မှသားကျွန်တော်ဒီ immunity ကိုတော်တော်လင်းလို့ရမယ်အချိန်မီမျိုးပါ နောက်တဲ့ option တစ်ခုအနေနဲ့ဆိုလို့ရှိရင် LD ဘရင်နာကအသင်းကထွက်မယ်ဆိုတဲ့အခြေအနေပါဆိုတော့ LD ဘရင်နာကျော်အသင်းကနေထွက်မယ်ဆိုလို့ရှိရင်တော့ကုသမားတယောက်ကဒီကြပေါက်ခေါ်ရမယ်ဒီနေရာမှာကျွန်တော်ဘလူးကုသမားကိုအသင်းဘက်ကကျွန်တော်ခေါ်ခြင်းတည်းဆိုတဲ့ပုံမှာအများကြီးမူတည်ပါပဲအီမာလီနက်ဆိုမျိုးကစားသမားမျိုးကိုကျွန်တော်ခေါ်ပြီးတော့အရန်ကိုမှကျွန်တော်ထားတာမျိုးအလုပ်လို့မရဘူးကောနော်သူတို့ first line နဲ့လိုချင်တဲ့ကစားသမားတွေကျွန်တော်ဖြစ်တယ်တကယ်ကျွန်တော် quality ကုသမားကြီးကတည်းကအိုနာနာကိုကျွန်တော်ပေါင်တန်းဒီဘာနော်ကျွန်တော်ဒီ sorry ဂျူရူတန်း90လောက်ပေးပြီးတော့ inter ခေါ်တာဖြစ်တဲ့တကြောင်ကို ခုနကကိုလည်းကျွန်တော်အရင်ကမှကျွန်တော်ထားထားလို့မရဘူးဘာလို့ဆိုတော့သူ့ကိုကျွန်တော်လောက်ခလာစားရင်အများကြီးပေးထားပြီးတော့အရင်ကမှကျွန်တော်ထားပါသွားလို့ဟုတ်တယ်မလားအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်လို့ခိုင်ဒီပေါ့နော်ခုနကအင်မီမာနေနဲ့စနစ်ရောက်လို့အတင်းမှရှိဖို့ဆိုတာကဖြစ်နိုင်ချေအရင်နေတယ်လို့ထင်တယ်ဒါ possibility အရဆိုလို့ရှိရင်တော်တော်လေးနေတဲ့ချိန်မျိုးမှရှိတယ်အဲ့ဒီပြင်နာထွက်ထွက်မထွက်ထွက်အဓိကကျောင်းအင်မီမာနီနဲ့ဆောက်လာဖို့ဆိုလို့ရှိရင်အန်ဒရီအိုနာနာထွက်မှသာရမယ့်အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့ အဲဒီဗဒါကျွန်တော်ဂူဒမိုင်းနဲ့ပတ်သက်တဲ့သတင်းလေးပါဆိုတော့လက်ရှိနေသားပါဆိုလို့ရှိရင်ကျွန်တော်ဒီ Brian Avio နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအနေနဲ့စိတ်မရှိကြတော့ဘူးကော်နော်မဟုတ်လို့ဆိုတော့တော်တော်ကြာနေပြီပြီးခဲ့တဲ့ကျွန်တော်ဒီ mini transfer ကျွန်တော်၁၀ရက်တာကာလမှာတည်းကရသမားနဲ့ပုဂ္ဂိုလ်ဆိုင်သဘောတူညီရပြီးသားကမ်းလှမ်းမှုတစ်ကြိမ်လုပ်တယ်ပယ်ချခံခဲ့ရတယ်ဒုတိယကြိမ်ကမ်းလှမ်းမှုလုပ်မယ်ဆိုပြီးတော့စောင့်လာလိုက်တာဆိုလို့ရှိရင်အဲဒီပေါ့နော်၁၀ရက်၁၁ရက်အဲ့လောက်လောက်ဒီကျွန်တော်တို့ဖြစ်လာနေပြီပေါ့နော်လာ ဟိုတက်ဝက်နီးပါးလောက်ကျွန်တော်တို့ဟိုဖြစ်လာနေပြီပေါ့နော်ဆိုတော့ဒီလိုရှင်တွေဖြစ်လာနေပြီအရှိအချိန်ဒီကျွန်တော်တို့ဒီပေါ့နော် agreement ရတာဒီ heavy go တဲ့ဘာမှကျွန်တော်မတွေ့ရနေတဲ့ချိန်မျိုးပါဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ resume တော့ဆိုလို့ရှိရင် brand avenue အတွက် Manchester United ကဆိုလို့ရှိရင် brand phone နဲ့ဒီပေါ့နော်ဒီအသေးစိတ်ဆွေးနွေးမှုတွေဆက်လက်ပြီးတော့ကျွန်တော်လှုပ်ဆောင်နေစေဖြစ်ပါတယ်လက်ရှိနေသားမှာတော့ dandy မဖြစ်သေးပါဘူးဆိုပြီးတော့သူကျွန်တော်ပြန်ပြီးတော့ရှင်းပြထားတယ်ပေါ့နော်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် ဘာတွေများကျွန်တော်ဆွေးနွေးနေလေတော့မသိဘူးတရားတခုကတော့ကျွန်တော်ပြောင်းရွှေ့ကြီးကမတည့်သေးတာလို့ကျွန်တော်ထင်တယ်ဆိုတော့ဂျားထဲမှာကျွန်တော် rumor studio ထွက်လာနေတဲ့မှာ breakfast ဘက်ကနေပြီးတော့ပေါင်တန်း80အထိကျွန်တော်တောင်းဆိုနေရဆိုပြီးတော့လည်းကျွန်တော်သိရတယ်ဟိုဒီရှေ့ရှေ့ဟိုးရှေ့တော့ကျွန်တော်ထွက်ခဲ့တဲ့တဲ့င်းတွေရဆိုလို့ရှိရင်ဒီဘာနော် Brentford ဘက်ကလိုချင်တဲ့ဈေးဒီ Matthias Cunha ရဲ့ပြောင်းရွှေ့ဈေးလို့ပုံစံပြောသူတို့လိုချင်တာဒီကြော်ကူက Matthias Cunha ပြောင်းရွှေ့ဈေးဒီ62.9တန်း ရှိတယ်ပေါင်60000လောက်ကိုတန်းရှိရဖြစ်တဲ့ကြောင့်သူတို့ကလည်းအဲ့တိုင်းကြောလိုချင်တဲ့အချိန်တွေပဲဖြစ်တယ်ဆိုတော့အဲဒီပေါ့နော်ဒီနေရာမှာကျွန်တော်အသင်းဘက်ကဘယ်လောက်ထိကျွန်တော်တို့အကောင့်မုံဆုံးဖြစ်အောင်ဒီ down shoot ကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မလဲဒါကိုကျွန်တော်တို့စောင့်ကြည့်ရမယ်။နောက်အသင်းဘက်ကကျွန်တော်တို့ဒီ down တလောက်ပေးနေလို့မရဘူး။ကိုရီးယားကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ယူရောပဝင်ဝင်လည်းရှိတာမဟုတ်ဘူး။ဆိုတော့ဒီနေ့သားမှာကျွန်တော်တို့၃ဈေးကအရင် limit ဖြစ်တယ်။ဒီနေ့သားမှာကျွန်တော်တို့ကစားသမား ဟိုလိုအပ်ချက်ဟာဆိုလို့ရှိရင်လည်းတကယ်ကျွန်တော် quality ကစားသမားတွေကိုပဲကျွန်တော်လိုအပ်နေတဲ့အခြေအနေမျိုး under rate တွေအဲ့လိုမျိုးတွေကျွန်တော်တို့ဒီ over rate တွေကျွန်တော် like ခေါ်နေလို့မရဘူးအဲလူငယ်လေးအားချစ်တဲ့ကလေးအချိန်ပေးမယ်ဆိုပြီးတော့သွားခေါ်နေလို့လည်းအမရဘူးပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကတကယ် proven player တွေကိုကျွန်တော်တို့ like ပြီးတော့ခေါ်နေတာဖြစ်တဲ့အကြောင်းလို့အာဒီကွန်ရှားစီများမယ်ဆိုတာမှန်တယ်ဒါပေမဲ့ကျွန်တော်ထိုက်တဲ့ပမာဏတွေပဲဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ brand animal ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီဘောနော်ဟိုဒီစာချုပ်ကကျွန်တော်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားတယောက်ဒါကိုကျွန်တော် market ပေါက်ကြီးအတိုက်ကျော်ဟိုအဲဒီ market ပေါက်ကြီးဆိုပေါင်သန်း90ကျော်ပဲကျွန်တော်ရှိတယ်လက်ရှိကျွန်တော်ပေးရမယ့်ဈေးကပေါင်သန်း60ကျော်နေတယ်ဆိုတော့ဒါကတော့လုံးဝမဖြစ်သင့်တဲ့အခြေအနေမှာကျွန်တော်ရှိနေတယ်ဆိုတော့ဒီကြောင့်မလို့ဒီအတင်းဘက်ကကျွန်တော်ဘယ်လောက်ထိကျွန်တော်အလုပ်လုပ်ဆောင်နိုင်မယ်ကျွန်တော်စောင့်ကြည့်ရမယ်ပထမတစ်ခေါက်ပဲကိုကန်လန်းလိုက်တဲ့ကျွန်တော်ဒီဘောနော်ဒီ55တန်းအဲ55ဒန်လာနော်အလောက်လောက်ဟိုတန်း90ပါနော် total package 55တန်းဆိုရဲအနေထားကလာမစိုးမန်းနေပြောလို့ရှင့် ဒါပေမဲ့ချက်ချင်းပယ်ချလိုက်တယ်ဆိုတော့ Brand Hoover ကဒီကြပါ့ကျွန်တော်တို့ဒီပေါ်တော့ total package ကိုအနည်းဆုံးကျော်ဒီ60 65အတန်းလောက်ကြီးကျော်လိုချင်တဲ့စီနေရီမှာရှိရတယ်ကျွန်တော်ကျမ်းမြေယူဆလို့ရတယ်ဆိုတော့ ambio နံပါတ်သက်ပြီးတော့အတင်းဘက်ကကျွန်တော်ဘလောက်ထိအဲဒီပေါ်တော့အလောက်ကောင်းကောင်းဒုတ်တက်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ ambio နံပါတ်သက်ပြီးတော့မြန်မာတကကျွန်တော်ကွစ်လို့တောင်မဟုတ်သေးပါဘူးလက်ရှိနေတာမှာဆက်ပြီးတော့ကျွန်တော် brand phone နဲ့ဆွေးနွေးနေကြတောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပေါ်တော့အတင်းရဲ့ကျွန်တော်တို့ဒီတောင်မန်ကစားသမားဖြစ်တဲ့ အန်တိုနီပေါ့နော်ကျွန်တော်တို့ဒီ real betting မှာပြီးခဲ့တဲ့ယာတွေကအငှားသွားကြတဲ့ Anthony ဆိုလို့ရှိရင် Manchester United ကနေသူထွက်မှာဖြစ်တယ်ဆိုတော့ထွက်မယ့်အနေအထားမှာဆိုလို့တကယ်လို့ထွက်မယ်ဆိုလို့ရှိရင် real betting ကိုသာသူဦးစားပေးပြီးတော့ကျွန်တော်တို့ပြောင်းကျင်တာဖြစ်တယ်သူအငှားသွားကြတာပြီးတော့ခြေစွမ်းပြခဲ့တဲ့ real betting မှာပဲအဲသူဆက်ပြီးတော့နေကျင်တယ်ပေါ့တချို့နေသားမှာဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့စိတ်ဝင်စားတယ်ဒီဘာနော် Italy club တချို့လည်းကျွန်တော်တို့ရှိနေတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော် ပြောထားဖြစ်ပါတယ်ဆိုတော့ဒီပြောင်းရွှေ့ကတော့ကျွန်တော်တို့တော်တော်လေးတော့ အဲပြောမယ်ဆိုလို့ရှိရင်တော့လွယ်မင်အောင်နဲ့ခတ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဘက်တစ်ဒီကျွန်တော်အဲ့လောက်ကြီးကျွန်တော်ပတ်စံမရှိဘူးပေါ့နော်ပတ်စံမရှိဘူးအိုင်ရွန်နီရဲ့ကျွန်တော်လောက်ခလာစားကိုအပြစ်ပေးချင်နိုင်ဖို့အနေထားမှာလည်းကျွန်တော်ရှိမနေဘူးဒါအပြင်ကျွန်တော်ပြောင်းရွှေ့ကြီးမှဆိုလို့ရှိရင်လည်းအဲ United ကကျွန်တော်ချင်တဲ့ကျွန်တော်ဒီပေါင်တန်းကျွန်တော်ဒီ35တန်းတန်း40ဆိုတဲ့အနေထားကိုအဲဘက်တစ်ကကျွန်တော်ပေးနိုင်မှာမလားဆိုတာလည်းကျွန်တော်အဲဒီပေါ့နော်မတိကြဘူးပေါ့နော်ဆိုတော့ အဲလောခလာစာတော့ကျွန်တော်တို့ဝေလာဝေးပေါ့နော်ဒီပေါင်သင်းသင်းပွဲလောက်ဆိုတပတ်ကနသင်းပွဲဆိုရင်နေထားဗတ်တစ်ပေးနိုင်တဲ့ brain ထဲမှာကျွန်တော်ရှိမနေဘူးဆိုတော့ကျေးဇူးတော်မှုပြသမဖြစ်သူက okay မင်းဗတ်တစ်မြန်မြန်ပြောင်းမယ်ဆိုလို့ရှိရင်မင်းလာစာမင်းတရားတော် short ယူရမှာတရားတယ်ဆိုတော့ तू ကလည်းပြောင်းကျင်တယ်ဆိုတော့ short ယူကောင်းတော့ short ယူနိုင်တယ်အဲကျွန်တော်ဆိုရင်ဇာကပြောင်းရွှေ့ကြည့်ပဲပြောင်းရွှေ့ကြည့်ဖို့ကျွန်တော်ဒီပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ပမာဏတစ်ခုရပါမလားဆိုတဲ့အချက်ကပဲဒီ rear patent နဲ့ antony ရဲ့အပြောင်းရွှေ့မှာကျွန်တော်စောင့်ကြည့်ရမယ့်အရာတစ်ခု ကယ်လို့ကျွန်တော်တို့ဒီဘူးလက်ရှိဘူးမလို့ပြောရတဲ့အထက်မှာဆိုလို့ရှိရင်အီတလီကလပ်တွေကလည်းစိတ်ဝင်စားနေဆိုတော့ဘယ်အသင်းတွေလဲနော်ဘယ်အသင်းတွေလဲမနာပိုလီလာနော်ဂျူဗီလက်စ်ဒါဘယ်အသင်းတွေစီကများကျွန်တော်တို့ဘယ်လောက်ထိကြော်ကြားနိုင်မလဲဒါတို့ကျွန်တော်ဆောက်ရှိရမယ်အဲဆိုတော့ဟိုဒီဘာနော်ကျွန်တော်တို့ဒီအီတလီကလပ်တွေဖြစ်တဲ့အကြောင်းတို့လည်းအရင်ကကျွန်တော်အများကြီးမျှော်လင့်လို့မရဘူးဆိုတော့အီတလီကလပ်တွေကဒီစပိန်လီကာကလပ်တွေထက်ပိုပြီးတော့ကျွန်တော်တို့ဒီဘာနော်ဟိုနည်းနည်းဝေကြီးကအရင် limit ဖြစ်တဲ့အထက်မှာပါပါတယ်ဆိုတော့ အန်တိုနီရဲ့ပြောင်းရွှေ့ရလဲကျွန်တော်ဆက်ပြီးတော့ဆောင်ကြရမယ်ရှင်နေပြီပါကစားသောအဖြစ်သူကတော့ဘက်တစ်ကိုပဲသူပြန်ပြီးတော့တွားကျင်နေဆိုတဲ့ပုံနေထားမှာကျွန်တော်ရှိပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီနေ့ရထားတဲ့မန်ချက်စတာယူနိုက်တက်ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီဘယ်နော်ဟိုဒီအသင်းကကျွန်တော်လောရမယ်ရှင်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဝေးဒီကြီးပဲကျွန်တော်လောအောင်မဟုတ်ကစားသမားအယောင်းနေလဲကျွန်တော်လိုတယ်လက်ရှိကျွန်တော် financial fair play အရာဆိုလို့ရှိရင်ဒီဘယ်နော်ကျွန်တော်တို့ဒီကစားသမားအယောင်းနေလို့ပြီးမှဒါကျွန်တော်နောက်ထပ်ကစားသမားအစ်စ်တွေကျွန်တော်ဝယ်လို့ရမယ်အချိန်တွေမှာကျွန်တော်ရှိနေတယ် ဆိုတော့ဆိုင်ချိုတို့ rushbo တို့ဟိုလည်းရှိအန်တိုနီတို့ပြီးရင်ကျွန်တော်ဒီဌာနချိုတို့ရောင်းစရာတွေမှာကျွန်တော်အများကြီးရှိတယ်ဆိုတော့ဘုံနဂူရန်လည်းပြောထားတယ်တရှိကျွန်တော်ဒီရာဒီအပြောင်းရွှေ့မဆက်ဆိုင်ရဒီရာဒီပြောင်းရွှေ့မှာဆိုပြီးရှင်ရတဲ့ပရိသတ်တွေစိတ်ရှည်ဖို့လိုပါတယ်ဆိုပြီးတော့ကျွန်တော်ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေစိတ်ရှည်ရှည်နဲ့အဲဒီပါတော့အယောင်အဝဲတွေကိုကျွန်တော်ထိုင်ပြီးတော့စောင့်ကြည့်ကြရအောင်ပါနော်ဆိုတော့ဗီဒီယိုကလောက်ပါပဲဆိုတော့ကြည့်ရှုအားပေးနေကြပါများကျေးဇူးများတင်ပါတယ် channel ကို subscribe မဲ့ပြီဆိုလို့ရှင် subscribe လုပ်ပေးထားကြပါတော့တော့ဆိုပါတယ်နောက်ဗီဒီယိုပါတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ